ောင်းရမင်္ဂလာပါကျွန်တော်တို့ knowledge zone channel အစီအစဉ်ပုံမှန်ဆက်နေတယ်ရွှေကမဲဖြစ်ပါကျွန်တော်ဒီနေ့တက်ဆက်ပြီးခြင်းနဲ့ video လေးရပါတော့အိမ်မှာရှိတဲ့နော်ပစ္စည်းလေးတွေနဲ့အတန်ဖန်းတဲ့ဆက်လေးကိုလုတ်ဖြတ်ခဲ့တယ်ကျွန်တော်တို့ညအောင်မျိုးကကိုအကရဲနီလီပေါ့နော်ဆိုတော့အခုသူ့ရဲ့နီလီကိုကျွန်တော်ဆက်လက်ကြည့်လိုက်အောင်ကြည့်ကျွန်တော်နော်သူ့ရဲ့နီလီကတော့အသားပြားမှာအရင်ဆုံးနော်အသားပြားနဲ့ခုလိုမျိုး တာပြားနဲ့အခုလိုမျိုးခုံလေးခုံလေးတကုံစောက်လိုက်တယ်နော်ခုပဲဒီပဲအပေါက်ကြီးပုံပြီးတော့ကျွန်တော်ဖန်ပလင်းမှာထိတ်နဲ့ပလတ်စတစ်ပလင်းမှာပေါ့နော်ထိတ်နဲ့ထင်းနဲ့အပေါက်လေးဖောက်လိုက်တယ်ဒီမှာမှာကြတော့ငင်အောင်လို့ကိုလေးကတ်လိုက်မယ်နော်ပြီးတော့ထိတ်နဲ့ဖင်းနဲ့မှာခုနပလင်းကြားလေးကိုထည့်လိုက်နော်ပြီးတော့မူလီနဲ့ လူနေရှိလိုက်ဒီနောက်ထပ်လင်းအဖုံးကိုပေါ့နော်ဒီလိုမျိုးဂျူးနဲ့ပေါ်နဲ့ကလိုက်ရမယ်နော်ပြီးရေတန့်ဘူးရေတန့်ဘူးဘူးကိုကျွန်တော်တို့အဲထိတ်ကိုပေါ်နဲ့ဖြတ်လိုက်မယ်ပြီးရင်ဒီလိုမျိုးကိုနဲ့ကလိုက်မယ်နော်ဒီ ်တို့အဲ့ဒီဖူးရဲထဲမှာကျတို့ပင်အပ်လေးကိုစိုက်လိုက်မယ်နော်ပြီးပြီးတော့ခဲစက်ကူကိုအဲ့ဒီဖူးမှာခဲစက်ကူလိုခဲစက်ကူလိုပတ်လိုက်မယ်နော်ပြီးတော့အဲကျွန်တော်အဲ့ဒီဖွာလေးကိုနည်းနည်းပြောင်းချိုးအောင် တုံးလိုက် Hello 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 တန်းစားသူလုံးရိုက်ပြီနော်လို့ဆိုကြားတယ်နော် hello hello ဆိုတဲ့အတိုင်းကဲဒါလည်းအိမ်မှာတင်းတွေ့လို့ခုခု ဒီလိုကူလှုပ်ပြသွားတယ်ပေါ့နော်အတန်သွင်းတဲ့ဆက်လေးပဲဖြစ်ပါတယ်ဆိုတော့ဒါတော့အခြေခံသဘောတရားလေးပေါ့နော်ဆိုတော့ lesson ကြည့်ဖို့လေတောင်းဆိုလို့အမ်သူတို့စစနဲ့စိတ်ဝင်စားတဲ့လူတွေအနေနဲ့လည်းတိုက်ဆန်ကြည့်လို့တော့ရရပေါ့နော်ဆိုတော့အစုံနဲ့ကြည့်ပြီးတွက်လဲအလုံးကျုပ်တင်ပါတယ်ခုလိုစိတ်ဝင်စားစရာသက်ပြင်းနဲ့ဆန်တဲ့ကြောင့်မူမီနဲ့ဆန်တဲ့ကြောင့်သက်ပြင်းနဲ့ဆန်တဲ့ကြောင့်ရည်နေစင်းနဲ့မြားပုံမှန်တက်ဆက်ပြီးတော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ရတဲ့နဲ့ subscribe လုပ်တော့ပြီးကြပါဦးနော်အစုံနဲ့ကြည့်ပြီးတွက်လဲအလုံးကျုပ်တင်ပါတယ်